အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးကတော့မကောင်းမှုတွေမလွတ်အောင်တားဆီးတဲ့ယသိဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါတယ်အကြောင်းအလေးမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်တဲ့ရက်ခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းအလေးကိုစတင်လိုက်အောင်ယသိကြီးဟာသူရွေးချယ်ထားတဲ့သူတွေရှိမှအချိန်ပေါင်းများစွာပေါ်လာလေးရှိတယ်ဆိုတဲ့အကြောင်းကိုကြားဘူးကြမှာပါ ကောင်းတာပဲလုပ်လို့ဆိုးတာပဲလုပ်လို့ယသိကြီးရဲ့အကြောင်းကတော့နာမည်ကြီးပါတယ်မကောင်းမှုလုပ်တဲ့သူတွေကိုယသိအဖိုးကြီးကဆုံးမသွန်သင်လေးရှိပြီးတော့တချို့ဆိုရင်တေးတဲ့အထိ၆လန့်ခံရပါတယ်တချို့ကတော့ကြောက်လန့်ပြီးတော့ရက်ပေါင်းများစွာဖျားနာပြီးမကောင်းမှုထပ်လုပ်ဖို့တောင်မရဲတော့ပါဘူးဒါပေမဲ့ကောင်းမှုလုပ်တဲ့သူတွေကတော့ဆူတောင်းနေပြေးကြပါတယ်စောတို့တို့ကိုယ်တိုင်လေလူချင်းနာတွေရှိတာကြောင့်သူကအမြဲတမ်းကောင်းမှုတွေကိုလုပ်ဖို့ဆုံးဖြတ်ထားပါတယ်ဒီနေ့မှာတော့ယသိကြီးကသူ့ကိုမြင်လိုက်မယ်ဆိုပြီးတော့ယုံကြည်ပါတယ် ဒါပေမဲ့သူဘလောက်ပဲကောင်းမှုတွေလုပ်လို့ဘာချေးရောင်မှမတွေ့ပါဘူးတကယ်တော့စောရူရူရဲ့ကောင်းမှုတွေကသူ့ကိုလူချစ်လူခင်များစေတဲ့လူတယောက်ဖြစ်စေခဲ့ပြီးဘာလို့လို့လူတွေကကူညီပြီးတော့တုံ့ပြန်ကြပါတယ်ဒါပေမဲ့စောရူရူရဲ့အတွေ့အကြုံကြောင့်သူ့ကိုသူမမြင်နိုင်ပါဘူးသူ့ရဲ့အရင်းအနှီးဆုံးတကယ်ချင်းဖြစ်တဲ့ဇော်လင်းကရတေကြီးသူ့ကိုလာတွေ့ပြီးတော့ဆူတောင်းပြေးခဲ့တဲ့အကြောင်းကိုကြားရတဲ့အခါမှာတော့စောရူရူကပို့ပြီးတော့မကြေမနက်ဖြစ်ခဲ့ပါတယ်မင်းကငါရတေဖိုးကြီးကိုတွေ့ခဲ့တယ်ငါ့ကိုလာတွေ့တယ် ငါသွားတော့သူကဘာမှမပြောဘဲနဲ့ပြုံးပြပြီးတော့ငါကောင်းလေးကိုပုတ်ပေးတယ်။ပြီးတော့ငါရှေ့မှာပဲပျောက်သွားတယ်။အေးပြီးတော့ဘာထူးကြသေးလဲ။ဘာထူးကြရမလဲဟာမနဲ့မိုးလင်းတော့နမ်ကငါ့ကိုလက်ထပ်ဖို့သဘောတူလိုက်တယ်။ငါသူ့ကိုအကြာကြီးတောင်းဆိုခဲ့တာလေ။ပြီးတော့ငါဖေကလည်းငါ့ကိုမြေခွက်ပေးဖို့သဘောတူပြီးတော့မင်းလာဆောင်ဈေးကိုလည်းကူညီမယ်ဆိုပြီးပြောတယ်။တနေ့လုံးတနေ့စားဖြစ်တဲ့ငါ့လူကောင်တွေကတော့ဘလို့လို့ဒီလောက်ကန်ကောင်းနေမှာလဲ။ယသိအီးကူညီလို့ပေါ့ကွာ။ဘသူမှတခြားလူမကူညီနိုင်ဘူး။ဇော်လင်းရဲ့စကားတွေကိုကြားရလေလေ။ စောတူတူကပို့ပြီးတော့မနာလို့ဖြစ်လာလေလေဖြစ်ပြီးတော့ရတိဖိုးကြီးကသူ့ကိုလည်းလာတွေ့စေချင်ပါလေဒါပေမဲ့သူကဘလောက်ပဲကောင်းမှုတွေလုပ်လို့သူလိုချင်တဲ့အရာဘာမှပြန်မရပါဘူးစိတ်ပြက်အားငယ်စွာနဲ့စောတူတူကလက်ရှိမင်္ဂလာပွဲအတွက်ပြင်ဆင်နေတဲ့သူ့ငွေချင်းကိုကြည့်ပြီးတော့စိတ်ညစ်လာပါလေဇော်လင်းကစောတူတူကိုမင်္ဂလာပွဲမှာသူတို့သားရံဖြစ်ပါဝင်စေချင်ပါလေစောလင်းကငါဘလောက်ပဲကောင်းမှုလုပ်လို့မလုံလောက်ဘူးရတိဖိုးကြီးကိုငါတွေ့နိုင်မှာမလားတော့မသိတော့ဘူးကောင်းမှုလုပ်လို့မတွေ့ရရင်စိုးတာပဲစမ်းကြည့်လိုက်ရမလား တစ်ခါလောက်လို့ရင်ဘာဖြစ်မှတော့မပြီးတော့ပါဘူးဟာဒါပေမဲ့ဒါမကောင်းတဲ့အရာပဲလေရသေးယူပြောလိုက်မယ်လေကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီးပြီလို့ဆိုးတာတစ်ခါလောက်ပဲလုပ်တာပါဆိုပြီးပြောလိုက်မယ်အဲ့ဒါဆိုရင်တော့ရသေးကြီးကငါ့ကိုနားလဲပေးမှာပါပြီးတော့မှပဲကောင်းမှုတွေဆက်လုပ်မှာပေါ့ဆောရူတို့ကအတိညာမရှိဘဲနဲ့အဲ့လိုမျိုးလုပ်ဖို့ကိုစိတ်ဝင်စားသွားပါတယ်သူကရသေးကြီးကိုအမြန်ဆုံးတွေ့ပြီးတော့သူလိုချင်တဲ့အရာကိုတောင်းချင်ပါတယ်ဒါပေမဲ့ဘာဆိုးတာလုပ်ရမလဲဆိုတာ तू မသိပါဘူး သူ့တငယ်ချင်းရဲ့ချစ်သူဖြစ်တဲ့နမ်ကသူ့ကိုကြည့်နေတာကိုတွေ့လိုက်တဲ့အခါမှာတော့စောရူရူရဲ့အတွေးတွေကအဆုံးသတ်သွားပါတော့တယ်။အရင်တုန်းကနမ်ကဇော်လင်းနဲ့လက်မထက်ချင်ခဲ့တာကနမ်ကစောရူရူကိုစိတ်ဝင်စားနေလို့ပါ။ဒါပေမဲ့ဇော်လင်းကနမ်ကိုစိတ်ဝင်စားနေမှန်းသိတော့အရင်ဒီဆုံးတငယ်ချင်းတွေဖြစ်တာကြောင့်စောရူရူကငြင်းခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့မကောင်းတဲ့အရာကိုလှုပ်ချင်တာကြောင့်စောရူရူကနမ်ကို တိတ်တဆိတ်သွားတွေ့ပြီးတော့တူတူအိတ်ခဲ့ပါတယ်။နောက်ရက်အနေငယ်မှာတော့နန်းကသူ့တငယ်ချင်းဖြစ်တဲ့ဇော်လင်းနဲ့လက်ထပ်တော်မှာပါ။သူတို့နှစ်ယောက်ခွဲခွာပြီးတော့အိမ်ပြန်ရောက်တဲ့ညမှာပဲယတိအဖိုးကြီးကသူ့ကိုတကယ်ပဲလာတွေ့ပါတယ်။စောတူတို့နဲ့ဆိုင်နေအဖိုးကြီးရဲ့အတန်ကစောတူတို့ကိုညင်းသားစွာခေါ်လိုက်ပေမဲ့တခုခုကြောင့်ပင်ပန်းနေတဲ့စောတူတို့နိုးလာဖို့လုံလောက်ပါတယ်။စောတူတို့ကမျက်လုံးတွေကိုပုတ်တက်ပြီးတော့ပရင်ပေါက်ကိုဖွင့်ကြည့်လိုက်တဲ့ခါမှာတော့ယတိအဖိုးကြီးကအိမ်တကားမှာရက်နေတာကိုတွေ့လိုက်ပါတယ်။ စောတူတူကအိယာဘောကနေအ мян ဆင်းပြီးတော့တကားကိုဖွင့်လိုက်ပေမဲ့ဘသူမှမတွေ့ပါဘူးအဲ့ဒီအချိန်မှာပဲရသေးကြီးရဲ့အတန်ကအိမ်ထဲကနေထွက်လာပြီးတော့သူ့လက်ထဲကတုတ်ကစောတူတူရဲ့ခေါင်းကိုအပြင်းပြင်းနဲ့တစ်ချက်ရိုက်လိုက်ပါတယ်ဘာလို့ဒီလိုမကောင်းမှုလုပ်ရတာလဲကျွန်တော်ကောင်းမှုတွေအများကြီးလုပ်ခဲ့တာပဲဒါပေမဲ့တခြားသူတွေလို့ဆူတောင်းလို့ရအောင်ဘာလို့လာမတွေ့ရလဲဒါပေမဲ့မကောင်းမှုလည်းတစ်ခါလုပ်လိုက်တာနဲ့ကျွန်တော်ကိုတန်းပြီးတော့ဆူပူနေတာလားမင်းတကယ်ကိုမိုင်းမိတာပဲလူတွေကကောင်းမှုလုပ်ရင်ဘာမှပြန်ပြီးမမျှော်လင့်နိုင်ဘူးကွာ င်းလိုချင်တာကိုငါမသိဘူးများမင်းထင်နေလားလားဒါပေမဲ့အချိန်မတန်သေးဘူးမင်းစောင့်နိုင်ရင်ဒီလိုမျိုးအမှားမျိုးလုပ်မလားဘာလို့ငါစောင့်ရမှာလဲပြီးတော့ငါလုပ်ခဲ့တဲ့အမှားတခါပဲလေငါတကယ်ကိုမလုပ်ချင်ခဲ့တာပါမင်းတကယ်ကိုညံနေတာပဲဘယ်နှခါပဲလုပ်လို့တဝက်ပဲလုပ်လို့တခါလေးပဲလုပ်လို့မကောင်းမှုလုပ်ဖို့ပဲစဉ်းစားစဉ်းစားမကောင်းမှုဆိုတာကမကောင်းမှုပဲစကားပြောပြီးတာနေရသေးကြီးရဲ့ဖော်ယူတဲ့ပုံစံကရုပ်ဆိုးပြီးတော့ကြောက်မက်ဖွယ်ကောင်းတယ်ပုံစံအဖြစ်ကိုပြောင်းလဲသွားပါတယ်အနီရောမျက်လုံးတွေ အမဲရောင်မျက်နှာနဲ့ရုပ်ဆိုးတဲ့နှုတ်ခမ်းနဲ့နှခေါင်းခြုံထက်တဲ့နရွက်တွေနဲ့ခြုံထက်တဲ့သွားတွေပြည့်နေတဲ့ပါးစပ်ကစောတူတူရှိရဘူးတဲ့တဲ့ကြီးလာနေပါလေကြောက်လန့်တုံလုံးနေတယ်စောတူတူကဘာမှမလုပ်နိုင်ခင်မှာပဲရတီကြီးကသူ့ပေါ်ကိုလာပြီးတော့တက်ခွာလိုက်ပါတော့တယ်မင်းလုတ်ခဲ့တဲ့အရာအတွက်အကျိုးဆက်ကိုခံစားလိုက်တော့ရတီကြီးရဲ့ကြောက်မဲ့ဖွယ်ရာအသင်ပြင်းနဲ့စကားသံအဆုံးပါတော့သူ့ရဲ့ပါးစပ်ကိုအကျယ်ကြီးဟလိုက်ပြီးတော့ရတီကြီးရဲ့ပါးစပ်ထဲကနေအမဲရောင်ချွေးကြီးကြီးအရေးတွေကစောတူတူရဲ့မျက်နှာနဲ့တကူလုံးကို ပေကျန်သွားပါတော့တယ်ပြီးတော့အိမ်တစ်ခုလုံးပဲ့တင်တန်ထပ်သွားတယ်ရေသံကြီးကိုလည်းကြားလိုက်ရပါတယ်အိမ်ထဲကပစ္စည်းတွေကအကုန်ပြန့်ကျဲသွားပြီးတော့ရေသေးကြီးကပျောက်ကွယ်သွားပါတော့တယ်စောရူတို့ကအိမ်ထဲကနေထွက်ဖို့ကြိုးစားပေးမယ်အမဲရောင်ချွဲကြီးကြီးအရေတွေကြောင့်ချော်လဲသွားပြီးတော့အိမ်ရဲ့လေကားကနေလိမ့်ဆင်းသွားပါတော့တယ်ဒါကြောင့်သူကဒဏ်ရာတွေရသွားပါတယ်ရေသေးကြီးကရေသံနဲ့အတူနောက်တစ်ချိန်ပေါ်လာပါတယ်ဒီတစ်ခါမှာတော့ရေသေးကြီးကပို့ပြီးကြီးမားလာပြီးတော့ပါဇက်ကိုအကျယ်ကြီးဟာ ဆောရူတို့ကိုဖမ်းဖို့လက်ကိုဆန့်ထုတ်လိုက်ပါတော့တယ်။ဆောရူတို့ကကြောက်လန့်တကြားနဲ့អော်ခဲလိုက်ပါတယ်။ဆောရူတို့ဆောရူတို့ဆောရူတို့လန်နိုးလာပြီးတော့သူ့တငယ်ချင်းရဲ့အိမ်ရှိကဝါကုတ်ပြက်မှာအိပ်ပျော်နေတာကို တွေ့လိုက်ပါတယ်။အရင်ကဖြစ်ဖြစ်ခဲ့တာဒီအားလုံးကအိမ်မက်ဖဲဆိုတာကိုသူသိလိုက်ပါပြီ။ဘာဖြစ်နေကြလဲမင်းကြီးရတာပင်ပန်းနေဖို့ပဲ။အိမ်မက်ဆိုးတွေမှတ်နေရလား။ငါတို့ခုနလေးတွေဘာကြောင်ပြောနေကြတာလဲ ။ဟောမင်းတွေးချင်တယ်ဆိုတော့ရသေးကြီးအကြောင်းကိုပြောနေတာလေ။စကားပြောနေရင်လည်းမင်းအိပ်ပျော်သွားတာ။အခုမင်းငါနဲ့တူတူဖုန်ကြီးချောင်းကိုသွားမလား။ဆရာတော်နဲ့ရကောင်းချက်မြတ်ကိုသွားရွေးအောင်။စောတူတူကအားလုံးကအိမ်မက်ဖဲဆိုတာကိုတိလိုက်ရလို့စိတ်သက်သာရာရသွားပါလေ။သူကသူ့တငယ်ချင်းရဲ့တရိုသမီးလောင်းနန်နဲ့အတူအိပ်ပြီးတက်စားဖောက်ဖို့ကိုစဉ်းစားခဲ့ပါလေ။ပြီးတော့ရသေးကြီးကိုကြောက်စရာကောင်းတဲ့ပုံစံနဲ့တွေ့ခဲ့ပါလေ။အဲ့ဒီအချိန်မှာသူ့တငယ်ချင်းဇော်လင်းကသူ့ကိုမနှိုးရင်သူ့အိမ်မက်ဆိုးတွေဆက်မနေပြီးသူ့ကိုယ်သူရှက်ရွံ့နေမှာကို သူကောင်းကောင်းသိပါလေအိမ်မက်ထဲမှာတော်တော်ကြောက်ဖို့ကောင်းလားဘာအိမ်မက်မက်တာလဲရတိဖိုးကြီးကြောင်းလားမင်းအိမ်မက်ထဲမှာတော့တွေ့ရဆိုတော့တကယ်တွေ့ရနဲ့အတူတူပဲပေါ့ဒါပေမဲ့ကောင်းတဲ့အိမ်မက်လားဆိုးတဲ့အိမ်မက်လားမင်းဒီလောက်အော်နေပုံထောက်ရင်တော့ဆိုးတဲ့အိမ်မက်ပဲဖြစ်လောက်မှာပေါ့စောတူတူကသူ့တငယ်ချင်းဇော်လင်းကိုအားပြောတဲ့အပြုံးလေးနဲ့ပဲပြန်ပြုတ်ပြလိုက်နိုင်ပါလေအိမ်မက်ထဲမှာတွေ့ခဲ့တာကတကယ်တွေ့ခဲ့တာနဲ့အတူတူပဲဖြစ်နိုင်ပါလေဒါပေမဲ့အိမ်မက်ထဲမှာတွေ့တာကသူ့ကိုတတိပေးဖို့လာတာနဲ့ပို့တူပါလေကြောက်စရာကောင်းတယ်အိမ်မက်ဖြစ်ပေမဲ့ စောတို့တို့ကိုကောင်းမှုလုပ်တာဘာမှပြန်ပြီးမမျှော်လင့်နေဘူးဆိုတာသဘောပေါက်စေခဲ့ပါတယ်။ပြီးတော့သူလိုချင်တဲ့အရာကိုရဖို့မှန်ကန်တဲ့နည်းလမ်းနဲ့စူးစမ်းရင်အချိန်တန်ရင်သူ့အလိုလိုရလာမှာပါ။စောတို့တို့ကမကောင်းမှုမလုပ်ခဲ့လို့အယံဝမ်းသာမိပါတယ်။တကယ်ချင်းတို့ရောရတိအဖိုးကြီးတွေရရှိတယ်ဆိုတာယုံကြည်ပါသလား။အောက်မှာကိုမန့်လေးတွေမှတ်သွားခဲ့ပြီပါဦး။ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တဲ့ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအတစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြတဲ့ရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်